အားလုံးပဲမင်္ဂလာပါကျောက်ဒီနေ့မှာပေါ့နော် Redmi Note 9 5G လုံးလေးကိုကျွန်တော်တို့ user log လေးဖြတ်ကြည့်အောင်เนาะဒီကောင်ကတော့အရင်ကတော့လွယ်တယ်ကျွန်တော် recovery နီးလေးသုံးမယ်ဘာတွေလိုအပ်လဲเนาะကျွန်တော်တို့ဒီတိုင်းလက်နဲ့လုံးလို့မရတော့ဘူးဆိုရင် computer နဲ့ဘယ်လိုလုံးလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီ YouTube ထဲမှာဒေစင် sharing လေးလုပ်ပေးမှာဖြစ်ပါတယ်เนาะအဆုံးထိလိုက်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ် เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးမနှိပ်ရသေးဘူးဆိုရင်လည်းနေရော subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့เนาะအခုလိုမျိုးနေထားပါဘောเนาะကျွန်တော် user log ပတ်တံပဲဖြစ်ဖြစ် password ပဲဖြစ်ဖြစ်ဘောเนาะကျွန်တော်နှိပ်ကြည့်တယ်မရအောင်မရတဲ့နောက်ဆုံးမှာကျွန်တော်တို့တော့ white ဘောเนาะ data တွေကောင်းလုံးဖြတ်တော့မယ်ဆိုရင်ကျွန်တော် recover white ခေါ်မှာဘောเนาะအဲအခုသုံးမဲ့နေရတော့ကျွန်တော် recover white နီးလေးကိုကျွန်တော်သုံးမှာဘောเนาะเนาะ ဒီတခြားနည်းတွေပါတွေရှိအောင်မလဲဆိုရင်ကျွန်တော်ထပ်ပြီးတော့ဒီဗီဒီယိုထဲမှာ share တင်ထပ်ပြောပြပေးမှာပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဆက်လေးကိုเนาะကျွန်တော်ဆက်လေးเนาะဆက်လေးပြလိုက်ပါတယ်။เนาะအတန်ချဲတဲ့ခလုံးပါဝါခလုံးကျွန်တော်ဒီဘက်ပေးလေးမှာရှိတယ်ကျွန်တော်ဇုံကင်လိုက်မှာပေါ့နော်။အခုလိုမျိုးလိုကိုလေးတက်လာခဲ့တယ်ကျွန်တော်လိုကိုလေးတက်လာတဲ့ချိန်မှာပါဝါခလုံးကိုလွှတ်ပြီးတော့အတန်ချဲတဲ့ခလုံးကိုဆက်ကင်ထားတယ်။အဲ့ဒီချိန်မှာကျွန်တော်ဒီ test ခွင်ကပေါ့နော် မလုံးမလုံးတော့ဘူးเนาะအဲ့ချိန်မှာကျွန်တော်တို့เนาะ power key လေးနဲ့เนาะ volume key လေးနဲ့ပေါ့เนาะ volume key လေးနဲ့เนาะပေါ်တက်เนาะတန်တူတဲ့ခလုတ်တန်ချဲတဲ့ခလုတ်နဲ့ကျွန်တော်တို့เนาะခုလိုမျိုးဆွေးလို့ရပါတယ်ကျွန်တော်ဒီမှာ site လုံးမှုเนาะကျွန်တော်တို့ရှိမှာပေါ့เนาะကျွန်တော်ကွန်ပျူတာနဲ့တုံးလို့ရအောင်ဖတ်ဖို့မှုလည်းခြံလို့ရတာပေါ့เนาะအတန်တူတဲ့ခလုတ် power close ဆုံးနှိပ်ထားမယ်ဆိုရင်ကျွန်တော်ရုံရုပ်လို့ပုံစံလေးပေါ်လာပြီးတော့ဖတ်ဖို့မှုရောက်သွားမှာပေါ့เนาะအော်ပြရအောင်ဆိုကျွန်တော်ဒီမှာ နော် white ကိုရောက်သွားရင် white ကိုရောက်တဲ့အချိန်မှာ white data ပေါ့နော်ရောက်တဲ့အချိန်မှာကျွန်တော် power cloud လေးကိုတစ်ချက်နှိပ်ပါမယ်ကျွန်တော်နော် white or data ကိုနော်အတန်းတိုးတဲ့ cloud လေးနဲ့အောက်ဆွဲချပြီးတော့ power cloud လေးကိုနောက်တစ်ချက်ဆင်ပြီးတော့နှိပ်ထည့်လိုက်မှာပေါ့နော်ကျွန်တော်ဒီမှာနော်ကျွန်တော်တို့အောက်လေးကိုနော်တစ်ချက်ဆွဲချမယ် power cloud လေးကိုနောက်တစ်ချက်တက်နှိပ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် data တွေအကုန်လုံးဆင်းသွားပြီပေါ့နော်အခုလိုမျိုးပေါ့နော်နော်နောက်ထပ်နော် power cloud လေးကိုကျွန်တော်တစ်ချက်ထပ်နှိပ်မယ် เนาะနောက် reboot ပေါ့เนาะ reboot တက်နှိမ့်မယ်เนาะနောက်တစ်ချက် reboot เนาะဒီချိန်မှာကျွန်တော်ဆက်လေးပြန်ပွင့်လာပါပေါ့เนาะ logo လေးပေါ်လာပြီးတော့ဆက်လေးပြန်ပွင့်လာပါမယ်အခုလိုမျိုးပေါ့เนาะဖုံးပြုတ်ပြင်းနည်းနဲ့ပတ်သက်တာလေးမိတ်ဆွေတို့อ่ะเนาะ short way ပိုင်းနေ hard way ပိုင်းနေ short way ပိုင်းနေမှာဆိုရင်ကျွန်တော် use เนาะ user log ပေါ့เนาะ oppo vivo samsung model စုံစုံလင်းလင်းပါမယ် เนาะဟာဝဲပိုင်းမှာဆိုရင်လဲကျွန်တော်တို့ power supply တို့ခဲကောက်တို့เนาะအသုံးပြုနည်းတွေပေါ့เนาะအဲနောက်ပြီးကျွန်တော်တို့မှန်လဲနည်းအာသင်းကောင်းလဲနည်းเนาะဘာဘာတွေပဲလိုအပ်တယ်ဆိုတဲ့အကြောင်းနေเนาะ ကျွန်တော်ကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ထားပေးတယ်ပေါ့နော်ဖုန်းတစ်လုံးမြင်တော့မယ်ဆိုရင်ဘာပစ္စည်းတွေဘာထူးတွေလိုလဲဆိုတာကိုကျွန်တော်အဓိကထားပြီး share link တွေလုပ်ထားပေးပါတယ်မိတ်ဆွေတို့ကပေါ့နော်ဖုန်းပြုပြင်နည်းနဲ့ပတ်သက်တာတွေနောက်ပြီးတော့အိမ်သုံးလျှက်စစ်ပစ္စည်းပေါ့နော်အိမ်သုံးလျှက်စစ်ပစ္စည်းမှာဆိုရင်ကျွန်တော်တို့နော်မိမိဘကြောင့်သုံးပစ္စည်းတွေပါမယ် power bank နေနော်နော်ကျွန်တော် wifi ub app နော် wifi ub app အကြောင်းနေ เนาะကျွန်တော်တင်ထားပေးတယ်မင်းရွှေတို့ကအခုလိုမျိုးเนาะ training စင်ကြီးတွေပုံပြပြင်းကြီးတွေကိုစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်အခုဒီဗီဒီယိုလေးမှာเนาะဒီဆက်လက်လေးကြော်တဲ့အချိန်ကြာရင်ကျွန်တော်နည်းနည်းထပ်ပြီးတော့ဆင်းပြပေးမှာပေါ့เนาะအခုလိုမျိုးပေါ့เนาะမီကောက်ကမီကောက်ကြာသွားတယ်ဆိုရင်အဲထဲမှာမီကောက်ရှိတယ်ဒါမီမီလုံးရမီလုံး နော်မိလုံးဆိုရင်မိကောက်ကျသွားတယ်ဆိုရင်မိကောက်ဘယ်လိုဖြေရမလဲဆိုတာကိုလည်းကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ထားပေးတယ်ဒီဖုန်းကအခုကျွန်တော် user log ဖြတ်နေတဲ့ဖုန်းကကျွန်တော်တို့ Chrome ပဲလုံးဆိုရင်နော် Google Play Store ပဲရတာဖြစ်တဲ့အတွက် Alpha ပြီး Google အကောင့်ကြီးကျနေနိုင်တယ်အဲ့ကျနေနိုင်တာကိုတကယ်လို့ကျနေခဲ့တယ်ဆိုရင် နော်ဘလို့ဖြီးရမလဲဆိုတာကိုလည်းကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ထားပြတာပေါ့နော် FRB အကြောင်းနေနော် Google အကောင့်ကြော်နေပေါ့နော်မိအကောင့်ကြော်နေတယ်နော် user log ဖြန့်နေတယ်ကိုကျွန်တော်အဓိကထားပြီး share လုပ်နေမိပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ video လေးကိုနည်းနည်းလေးရှင်းလိုက်မယ်နော် အခုလိုမျိုးရလာခဲ့ပြီဆိုရင်တော့ကျွန်တော်တို့เนาะဒီမြားလေးပဲနှိပ်သွားလိုက်မှာပေါ့နော်အဲဒီကောင်းကကျွန်တော်ဒီ stable လုံးဆိုတော့เนาะ grow ပဲ play စားပြီးမရဘူး မရအောင်ဆိုတော့ကျွန်တော် alpha ပဲလဲကြာနေကြအကြောင်းမရှိဘူးပေါ့နော်တဲ့နော်နောက်တစ်ခုကကျွန်တော်တို့မီအကောက်လေးကိုကျွန်တော်တို့နည်းနည်းစမ်းသပ်ဖို့လိုတယ်မီအကောက်ကတော့ကျွန်တော်တို့ wifi ချိတ်လိုက်ပြီဆိုရင်မီအကောက်ကတော့တန်းကျသွားမှာသိကြတယ်ဒါတချို့လုံးနေကြတော့ wifi တော့မချိတ်ရသေးဘူးမီအကောက်ကသူတို့ auto ကျသွားတာပေါ့နော်အဲ့လိုမျိုးလေးတွေလည်းရှိပါတယ်နော်အဲဆိုရင်ဒီဖုန်းလေးကတော့ကျွန်တော်ဆက်တက်လေးပြန်ကြော်လာပြီပေါ့နော်ဆက်တက်လေးပြန်ကြော်ပြီးတော့ home screen ကြီးရအောင်ကျွန်တော်ကြော်သွားလိုက်ကြည့်ကြည့်မယ် เนาะမြားလေးကိုပဲနှိမ့်မယ်ကျွန်တော် next skin next skin နဲ့ပဲဒီတိုင်းလေးဆက်ကြော်သွားမှာပေါ့เนาะမြားလေးတွင်မြားလေးနှိမ့်မယ်နှိမ့်ပြီးတော့ skin တွင် skin ကြော်မှာပေါ့เนาะ okay เนาะမြားလေးဆက်နှိမ့်မယ်ကျွန်တော် skin ထပ်ကြော်သွားမှာပေါ့เนาะမြားထပ်နှိမ့်เนาะတောင်မှန်ချက်လေးပေးပြီးတော့ကျွန်တော်တို့เนาะ okay ကျွန်တော်တို့เนาะအဲ့ဒါဆိုရင်ကျွန်တော်မြားလေးထပ်ထပ်နှိမ့်မယ်အဲ့ဆိုရင်တော့ကျွန်တော် home screen ကိုရှောက်ပြီးပေါ့နော်။ Okay, skip. Okay. ။ဒါဆိုရင် Okay ရပြီเนาะခဏလေး Okay ဒါဆိုရင်ကျွန်တော်တော့เนาะအကောင်အရင်တိုင်းဆက်စီထားပြီးဒါလည်းဖြစ်သွားတာဗောနော်။အရင်တိုင်းကျွန်တော်ပြန်သုံးလို့ရပြီဗောနော်။အော်ဒီအဲဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကိုကျွန်တော်ထူးကျေးဇူးတင်ပါတယ်